ိမ်တဲ့အိမ်မှာမှန်ထားနေလွဲပြီးတော့မှ စီးပွားထိခိုက်သွားတဲ့လူတွေအများကြီးပဲကျမစီကိုတော့စီးပွားရေးလုပ်ငန်းရှင်၃ဦးတိတိမှန်ထားနေလွဲပြီးတော့မှစီးပွားရေးထိခိုက်သွားတဲ့လူတွေ လာပြီးတိုင်ပင်ဆွေးနွေးဘူးတယ်အဲ့တော့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဘယ်ကလာတဲ့ information လဲတော့မသိဘူးဖုန်းရွှေအရာဆိုလို့ရှိရင်အိမ်ရှိမှာမှန်ချိတ်ရန်ကင်းနေအန်ဒီယေကင်းနေဆိုပြီးတော့မှ တိကျသိကြမှုမရှိတဲ့ information လေးတစ်ခုပြန်နှံ့ပြီးတော့မှလူတော်တော်များများလိုက်လုံနေရရှိတယ်။အိမ်ရဲ့အရှိဝင်ပေါက်တက်တဲ့မှာမှန်ချိတ်ရမယ်အိမ်ကြီးတည်တန့်ရှိတယ်။ဒါပေမဲ့အိမ်လိုမှန်ချိတ်တဲ့နေရာမှာလည်းတကယ်ကိုမအသုံးဝင်နေမှန်ကိုပဲချိတ်ရပဲမြန်မာနိုင်ငံမှာရှိတဲ့ပုံမှန်မှန်လေးကိုချိတ်တာမျိုးကတော့အကျိုးသက်ရောက်မှုတိတ်မရှိနိုင်ဘူးအဲ့လိုနေရာတွေမှာ ကိုယ်အိမ်ကလမ်းဦးတိုက်လှေဦးတိုက်လှေဦးတိုက် ပုံစံမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်ဆက်ရမယ်မှန်လေးကတော့ကျွန်မပြထားတဲ့ဒီပုံမှာပြထားတဲ့ဘာဂေါမရာလို့ခေါ်တဲ့ဒီမှန်လေးကိုချိန်ရတာနော်ပုံမှန်မှန်လေးကိုချိန်လို့မရအောင်ဒီဘာဂေါမရာကိုချိန်မှသာဒီအန်ဒီယေကင်းနဲ့ဘေးကင်းနဲ့ကို့အတွက်ကောင်းတဲ့လက်ကလက်တွေပေါ့နော်ကံကောင်းမှုတွေကို့အိမ်ကိုခေါ်ယူပေးနိုင်တယ်ဆိုတော့ အိမ်ထဲမှာလုံးဝမထားရမယ့်နေရာရှိတယ်အဲ့ဒီနေရာကတော့အိမ်ဝင်ပေါက်ကိုဝင်လိုက်တာနဲ့ချက်ချင်းအဲ့ရဲ့အတွင်းပိုင်းမှာညင်ရတဲ့နေရာတစ်ခုမှာမှန်ကိုထောင်ထားတာမျိုးပေါ့ဆိုတော့ကျမ IC ကိုလာတဲ့ client တယောက်ကအဲ့လိုပဲသူက construction company တစ်ခုထောင်ထားတယ်ဆိုတော့ဒီစားတောက်ဆိုင်လုပ်ငန်းရှင်လဲတူတူပဲသူရဲ့ site မှာ သူ့ရဲ့ဆိုင်အတွင်းမိုင်းမှာမှတ်အဝိုင်းလေးတန်းစီနေရပဲထားထားနောက်တစ်ခုကကျတော့အဲဒီစာတောက်ဆိုင်ပိုင်ရှင်နောက်တစ်ခုကအဲဒီ construction company ပေါ့နော်သူရဲ့အိမ်ဝင်ပေါက်အိမ်အကြီးရဲ့ဝင်ပေါက်တက်တက်မှာအဲ့ခံမှာမှန်တစ်ချက်ထောင်းထားတာကြီးချဲတဲ့ အဲ့လိုမှန်ထောင်ထားပြီးတဲ့နောက်ကိုကျမရဲ့ကျွန်တော်ရဲ့စောက်လို့ရေလုပ်ငန်းရတဲ့အရန်ကိုမှဆုံရှုံနေတာမျိုးရဲ့အများကြီးဖြစ်သွားတာဘလို့လိုက်လိုက်ကိုမမိတော့ဘူးပေါ့နော်အခုမှနည်းနည်းပြန်ပြီးတော့မှထောင်လာဒီမှန်ကိုอืมဖယ်ပြီးတော့မှပေါ့နော်ကျွန်တော်ဒီလုပ်ငန်းကြွယ်ကျင်းမှုလည်းရှိတယ်အဲရင်းနှီးမှုလည်းရှိတယ်နောက်ပြီးတော့မှဒီအချိတ်ဆက်ကောင်းမှုလည်းရှိတယ်သူအောင်မြင်ခဲ့တဲ့စီးပွားရေးလုပ်ငန်းက ရုတ်တရက်ကြီးတနှစ်လောက်ကိုပြာရာခတ်အောင်စောက်ထိုးဆင်းသွားခဲ့တယ်ပေါ့နော်ဒီမှန်ကိုဖယ်လိုက်တဲ့အခါကျမှတဖြည်းဖြည်းတဖြည်းဖြည်းပြန်ပြီးတော့မတက်လာရဲ့တဲ့နောက်တစ်ခုကကြောအစာတောက်ဆိုင်ပိုင်ရှင်သူကတော့လုံးဝမတည်သေးဘူးသူ့အိမ်ကိုကျမစစ်ကြည့်လိုက်တဲ့အခါမှာအေးဒီမှန်လေးအဝိုင်းလေးတွေကဘာကြောင့်တန်းစီပြီးထားထားရလဲဆိုမတည်ဘူးဒီချဲတဲ့ကျမကိုတယောက်ကပေါ့နော်ပြောတယ်ဒီမှန်လေးတွေထားလို့ရှိရင် ဈေးအရင်ရောက်ကောင်းနေကန်ကောင်းစီတယ်နောက်ပြီးလို့ရှိရင်အန်ဒီရဲ့ဂင်းစီတယ်ပေါ့ဒါကြောင့်မို့လို့မှန်လေးကြီးချိတ်ထားလို့ပြောတယ်ပေါ့နော်သူ့အိမ်မှာမှန်အဝိုင်းလေးတွေချိတ်ထားတာပေါ့နော်ဆိုတော့ကျွန်မပြောချင်တဲ့ message ကမှန်ကထားရမယ့်နေရာရှိတယ်လို့မထားမယ့်နေရာရှိတယ် အိမ်ထဲကိုဝင်လိုက်တာနဲ့မြည်ရတဲ့အိမ်ခန်းတက်တဲ့နေရာမှာတော့မှန်ကိုလုံးဝမထားပါနဲ့ဘလို့လူမျိုးပဲဖြစ်ဖြစ်ဘဲပါသာပဲကိုကွယ်ကိုကွယ်ဘယ်ဒီတောက်မှာပဲနေနေဒီအချက်ကိုတော့လုံးဝရှောင်ဖို့ကျွန်မအကြံပေးချင်ပါတယ်ဒါပေမဲ့လုံးဝငါတို့ကတော့ဖုန်းချွေလူကိုလိုက်နာဘူးယုံကြည်လည်းမရှိဘူးဆိုလို့ရှိရင်တော့ကိုယ့်ရဲ့သဘောကိုယ့်ရဲ့ဆန္ဒအတိုင်းပါပဲဆို ဗီဒီယိုလည်းနည်းနည်းရှည်သွားပြီကျတော့နောက်ထပ်ဗီဒီယိုတစ်ခုမှဒီအမှန်နဲ့ပတ်သက်ပြီးတော့မှအယူအဆလေးတွေထပ်ပြီးတော့မှ sharing လုပ်ပေးပါမယ်ဂျေမိုပါ form free consultant ဖြစ်ပါတယ်